အင်္ဂလန်ကစားမရေးအတွက်နေပါလာတဲ့ပရီးမီယာလိအင်္ဂလန်တင်းပြသောမတ်တူချက်ကလက်ရှိပရီးမီယာလိမှာအင်္ဂလိပ်ကစားမရေးအတွက်စံချိန်လင်းတာဆင်းနေမှုကိုစိတ်ပြတ်နေပါတယ်။ဒီပြတူချက်နေတဲ့အင်္ဂလိပ်ကစားမတွေကအခုထပ်ပုံများလာဖို့အတွက်ဆန္ဒရှိနေပြီးဒီ channel ကိုဆိုရင်ဒီကြီးဆောင်ကြည့်နေပါတယ်။လက်ရှိအသည့်ပရီးမီယာလိကလပ်ဒင်းနဲ့ဆယ်ရဲ့ဘောထွက်ကစားမဆင်းမှာလေဘုံတဘုံအောက်ပမာဏသာအင်္ဂလန်တင်းအတွက်ပါဝင်ကစားနေတာဖြစ်ပါတယ်။ဒီ channel က1990ပြည့်နှစ်အလုံးလေးနောက်ပိုင်းကလေးက ပြည်ပြလေးမှာပြည်ပကစားမရေးတော့တဖြည်းဖြည်းပုံများလာခဲ့ပြီးအခုချိန်မှာတော့ကလတ်တင်းနီရဲ့ပေါ်ထွက်ကစားမဆက်တဲ့ဦးစင်းမှာပြည်ပကစားမအများစုကနေရာယူထားပါပြီစစ်တမ်းတွေကလက်ရှိပြည်ပြလေးမှာကစားနေတဲ့ကစားမစုစုပေါင်း960ဦးထဲမှာ396ဦးကပြည်ပကစားမတွေဖြစ်နေပါတယ်ပြည်ပြလေးမှာကစားနေတဲ့ပြည်ပကစားမတွေထဲမှာပြင်းထန်ဘောလုံးသမားတွေကအများဆုံးဖြစ်ပြီးရောက်40အထိကစားနေကြပါတယ်ပရီးမီယာလိဂ်ကလပ်တွေမှာအင်္ဂလိပ်စားပွဲမှုနောက်ကစီးရီးကလပ်တွေထောက်ထောင်ပုံနေပါနေတယ်ဆိုတဲ့အချက်ကစိုးရိမ်စရာကောင်းပါတယ်ဒီပြဿနာနဲ့ပတ်သက်ပြီးအင်္ဂလန်တင်နေမဲ့ကျော်နီးပြဟောင်းကားရက်ဆော့ကိတ်ကလည်းစိုးရိမ်စိမ်းချက်ဝေဖန်ထောက်ပြခဲ့မှုပါတယ်ဒီပြဆော့ကိတ်လက်ထက်တုန်းကပရီးမီယာလိဂ်မှာကစားမရေးတော့က30ကနေ33ဝန်းကျင်ရှိခဲ့ပေမဲ့ ခုချိန်မှာတော့23.2%သာရှိတော့ပြီးဒါကစံချိန်လေးကြာဆင်းမှုဖြစ်မှတ်တန်းဝင်ခဲ့ပါတယ်ဒီလိုရန်ကန်တို့ကြာဆင်းမှုကအင်္ဂလန်သင်းရဲ့နာဂတ်တော်စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာနိုင်ပါတယ်အဲ့ဒီစံချိန်ဆိုးနဲ့ပတ်သက်ပြီးမီဒီယာတွေကမေးခွန်းထုတ်ခဲ့တော့မီဒီယာတူချက်ကသူ့ရဲ့သဘောထားကိုပုံပုံလေးလေးပြောကြားခဲ့ပါတယ်သူချက်ကအဲ့ဒါကိုကျွန်တော်အခုမှသတိထားမိရပါပရီးမီယာလိမှာအင်္ဂလိပ်ဇာမားတွေပုံများလာတာကိုကျွန်တော်မြင်ချင်းပါတယ်ပုံများလေးကောင်းနေပါပဲလို့အင်္ဂလန်နိုင်ငံသားတွေဘုံဘောပါဝင်စီလို့တောင်းဝန်ဆန္ဒပြုခဲ့ပါတယ်ဒါမှလည်းသူကကလပ်သင်းကြီးပြဘွားကိုချင်းလန်ကယ်ဖို့သူဖြစ်တဲ့အတွက်အဲ့ဒီချက်ကဆက်လက်ရှင်းပြခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကကလပ်သင်းကြီးပြဘွားမှလည်းချင်းလန်ကယ်ဖို့တော့ကြောင့်ကလပ်ဒီကတော့ဘယ်ကစားမကောမှတရက်တည်းဆွဲထားမှာမဟုတ်ပါဘူး တကယ်လို့ဒီမှာကစားကွင်းရဖို့ထိုက်တဲ့နယ်သူကတော့ကစားကွင်းရမှာဖြစ်ပြီးကစားမရည်နဲ့ကစားကွင်းရဖို့တိုက်ပွဲဝင်ရမှာလည်းဖြစ်ပါတယ်။ယူချင်းရှိတဲ့ကစားမတူဦးတော့ပေါ်ထွက်ကစားကွင်းရဖို့ဆိုတာကမခက်ခဲနိုင်ပါဘူးလို့ပြောချခဲ့ပါတယ်။ဒီကုန်းချုပ်ချင်းနဲ့ပြောကြရင်ဒီပြဿနာကကလပ်တင်းတွေကိုဖြစ်တည်လို့မရနိုင်ပါဘူး။ကလပ်တွေကသူတို့အောင်မြင်မှုရဖို့အတွက်ယူတင်းမြင့်ကစားမတွေကိုပဲနေရာဖေးတုံးပြမှာဖြစ်တာကြောင့်အင်္ဂလိပ်ဘောလုံးသမားတွေအနေနဲ့နိုင်ငံတကာအဆင့်မီထိတ်တန်းစီခြေစွမ်းပြသနိုင်ဖို့သာစွမ်းကုန်ကြိုးစားရတော့မှာလည်းဖြစ်ပါတယ်လို့ဒူချဲရဲ့စကားတွေကနေသုံးသပ်ရရှိပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှန်တကယ်ချက်ပြတ်တယ်။ A little full score